Facebook, TikTok အစရှိတဲ့ social media platform တွေကိုအသုံးပြုပြီးတော့လိန်စားနေတဲ့လူတွေကျွန်တော်တို့နိုင်ငံမှာတော်တော်များနေပါတယ်။ Hello အားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ video လေးမှာတော့ online shop ပေါ်ကနေပြီးတော့လိန်စားနေတဲ့လူတွေအများကြီးရှိတယ်ဆိုတဲ့အကြောင်းနဲ့သူတို့ရဲ့ account တိဆောက်ပုံနဲ့သူတို့လိန်ပုံလိန်ကြီးတွေကိုကျွန်တော်လေ့လာထားတော့သုံးသပ်တင်ဆက်ပေးသွားမှာပါ။ ဒီຢာတွေကအစောပြောလို့ကျွန်တော်လေ့လာထားတာလက်မှတ်တယ်လို့ကျွန်တော်ရဲ့ဒီအတွေ့အကြုံညာလဲကျွန်တော်ခံခဲ့ရတဲ့အကြောင်းအရာတွေကိုပြောပြသွားမှာပါကဲဒါဆိုလို့ရှိရင်တော့ကျွန်တော် electrical device နှစ်ခုနဲ့အောက်တစ်ခုကျွန်တော်ဒီ online ဘက်ကနေဝယ်ခဲ့ပူတယ်အဲဒီသုံးခုလုံးကျွန်တော်အလိန်ခံခဲ့ရပါတယ်ပေါ့ဒါကပါလဲဆိုလို့ရှိရင်ကျွန်တော်လူတိုင်းဝယ်နေကြတဲ့ bluetooth airpod နှစ်ချက်လေးနောက်တစ်ခုကကြာကျွန်တော် smart watch ပေါ့နော်အဲ smart watch နိုင်လေးနောက်တစ်ခုကကြာကျွန်တော်တို့ဒီအကောက်ပေါ့နော်ကက်ကက်အကောက် pro ကျွန်တော်ဝယ်ခဲ့တော့ကကျွန်တော်လိန်ခံခဲ့ရပါတော့ ဒီအကြောင်းအရာလေးတွေကိုအခြေခံပြီးတော့ဒီလူလိန်တွေရဲ့အောက်တိဆောက်ပုံတွေနဲ့သူတို့ရဲ့အလုပ်လုပ်ပုံတွေကိုအသေးစိတ်ပြောလိုက်ကြရအောင် ဟုတ်ပါတယ်သူတို့ရဲ့ page တွေကိုကြည့်လိုက်တဲ့အခါမှာ like တွေ follower တွေကညီနေအောင်တွေ့ရပါလိမ့်မယ်အကယ်၍ကျွန်တော်တို့ရပါတော့သူတို့ရဲ့ page ကို like လုပ်ထားလဲသူတို့ရဲ့ page မှာ effect ဖြစ်မှာမဟုတ်ဘူးဘာလို့လဲဆိုလို့ရှိရင်သူတို့ကစဝယ်ကလေးကအဲ့ဒီ page တွေကို follower နဲ့ like ဆိုပြီးတော့သူတို့ကဘလောက်ဘလောက်ဆိုပြီးစဝယ်ခဲ့တာဒီကောင်တွေကိုလည်း system တစ်ခုနဲ့ run ထားတာပါเนาะကျွန်တော်မြန်မာငွေ3000လောက်ဆိုလို့ရှိရင်သူတို့ရဲ့ page ပုံစံမျိုးအဲ like 16k follower 16k အစရှိတဲ့အရာတွေနဲ့ကျွန်တော်တို့ရဲ့ page ကိုလုပ်လို့ရတယ် page တိုင်းကိုကျွန်တော်တို့အစောပြောလို့ပဲ ဲ့ဒီ Python နဲ့ပေါ့နော်အဲကျွန်တော်တို့ follower တွေ like တွေတိုးအောင်လုပ်လို့ရတယ် ဒါကကျွန်တော်တို့ကထင်ကြည့်အောင်သူတို့ကိုသူတို့လှုပ်ထားပါဘောနော်ဒီຢာကိုကျွန်တော်တို့ကအော်ဒါကအမှန်ပါလားဆိုပြီးသွားပြီးဝယ်လိုက်မယ်ဆိုလို့ကျွန်တော်လင်ခံမှာပါအခုကျွန်တော်ပြောနေတာက page တိုင်းကိုပြောတာမဟုတ်ဘူး page အများစုကိုပြောတာပါဘောနော်ပြီးသွားလို့ရှိရင်အဲ့ဒီ page တွေအောက်မှာရှိတဲ့ comment တွေရှိနေမယ်အကျွန်တော်ကတော့ဒီပစ္စည်းတစ်ခုဝယ်မယ်ဆိုလို့ရှိရင်အဲ့ဒီ page အောက်မှာဘယ်လိုတွေဘယ်လိုဝယ်ထားလဲအပြီးတော့သူတို့ရဲ့ဒီ comment တွေကဘယ်လိုပုံစံနေလဲဆိုအောင်အများသောအားဖြင့်ဖတ်လို့ရှိရပါဘောနော်ကျွန်တော်အဲ့ဒီ၃မျိုးဝယ်ခဲ့စဉ်တုန်းကလည်းကျွန်တော်အခုလို comment တွေဖတ်လိုက်တဲ့အခါမှာ positive attitude လေးနဲ့မန့်တာဖြစ်တဲ့အတွက်ကျွန်တော်ဝယ်ခဲ့တာပေါ့နော်။တခြားလေးလာကြည့်လိုက်တော့အဲ့ဒီ comment တွေကိုမန့်နေတဲ့ဒီ user တွေအားလုံးကသူ့လူတွေပါပဲပေါ့နော်။ဘာလို့အဲ့လိုပြောရလဲဆိုလို့ရှိရင် comment မှာမှတ်ထားတဲ့ဒီအကောက်ပိုင်ရှင်ရဲ့အကောက်ကိုကျွန်တော်တို့ဝင်ကြည့်လိုက်တဲ့အခါမှာသူရဲ့အကောက်ကို create လုပ်ခဲ့တာကအဲကျွန်တော်တို့အများဆုံး3လအနည်းဆုံး3လပေါ့နော်အဲ့လိုပုံစံမျိုးလေးပဲရှိတယ်ပြီးတော့အကောက်တွေအားလုံးရဖွင့်ထားတဲ့ရက်တွေကလည်းတူနေတာပါပေါ့နော်အဲ့လိုအကောက်တွေဆိုလို့ရှိရင်မိတ်ဆွေရှောင်တဲ့ပါတယ် ဒါဆိုလို့ရှိရင်ကျွန်တော် online mall ကကိုကြိုက်နှစ်တက်တဲ့ product တွေဝယ်တဲ့အခါမှာအဲဘယ်လိုတွေစစ်ဆေးရမလဲဆိုရင်အကျွန်တော်အရင်ဆုံး product ကိုစစ်ဆေးပါဒီ product က online mall ကဝယ်မှအဆင်ပြေမှာလားအဲဒါမှမဟုတ်ကျွန်တော်တို့ဒီအပြင်မှာဝယ်ရင်ရောအဆင်ပြေလားဆိုတော့အရင်ဆုံးတွေးရပါမယ် ဒါကအရေးကြီးဆုံးပထမအချက်ပါကျွန်တော်တို့က online မှာကမဟုတ်ဘဲနဲ့အပြင်မှာဝယ်လို့ရတယ်ဆိုလို့ရှိရင်တော့အပြင်မှာပဲဝယ်သိကြပါတယ်။ဘာလို့လဲဆိုတော့ online မှာကြတော့ခင်ဗျားတို့သိတဲ့အတိုင်းပဲသူတို့ရဲ့လက်ထဲကိုငွေရသွားပြီဆိုတော့ကျွန်တော်တို့စီကိုဖတ်မလို့ချင်တာတွေပြီးသွားလို့ချင်စာမပြန်လာရေးပေါ့နော်အဆရှိတဲ့အကြောင်းအရာတွေဖြစ်နိုင်တယ်။ဒါကြောင့်မလို့ကျွန်တော် online မှာဝယ်တဲ့အခါမှာအဲ့လိုမျိုးဒုက္ခတွေကိုခံနိုင်တယ်ပြီးသွားတော့အပြင်ကနေသွားပြီးဝယ်ဖို့အတွက်ဒုက္ခမခံနိုင်ဘူး။ဒီဒုက္ခနှစ်ခုကိုကျွန်တော်တို့ရှင်းလိုက်တဲ့အခါမှာဘယ်ဒုက္ခနိုင်သွားလဲပေါ့နော်။အဲ့အဲ့ပုံစံမျိုးပဲ online မှာကဒုက္ခကိုကျွန်တော်တို့ကခံနိုင် တယ်ဆိုလို့ရှိရင် online မှာဝယ်ပါကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ဒီအစောပြောလို့ပစ္စည်းသုံးမျိုးဝယ်ခဲ့တယ်အဲနံပါတ်၁ကကျွန်တော် smart watch ကြောင်းပြောပြမယ် smart watch ဝယ်တော့ကဆိုလို့ရှိရင်ကျွန်တော်သူ့ကိုစပြီးပြောလိုက်တယ်အမဒီ smart watch ကဘလို့ဘလို့လေးလဲပေါ့နော်သူကတရားရှင်းပြတယ် high လို့ပဲစာရေးလိုက်ရပြဗျာမင်္ဂလာပါရှင်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးကျွန်တော်စာမရေးရသူတို့ပြန်ရေးတဲ့အနေအထားမျိုးပေါ့နော်ကျွန်တော်တို့ဝယ်ပြီးသွားတော့ product ကျွန်တော်တို့လက်ထဲကိုလည်းရောက်ပြီးသူတို့ရဲ့လက်ထဲကိုလည်းပိုက်ဆံရောက်သွားတဲ့အခါမှာ15ကတော့ high လာတော့မှပဲသူကတစ်ခါ reply ပြန်ရင်မှပြန်တဲ့အနေအထားရတော့ ်ရှိခဲ့တယ်ပေါ့နော်ဒါကတော့ခမရောက်လည်းရှိဘူးမှလို့ထင်တယ် ဒါကြောင့်ကျွန်တော်ပြောချင်တာက smart watch လို့ပုံစံမျိုးဆိုရင်ကျွန်တော်အပြင်ကနေဝယ်တင်တယ်။အဲ့ဒါကိုကျွန်တော်ကဘလို့စိတ်ကူးနဲ့အခုလိုမျိုး online ပေါ်ကဝယ်ခဲ့လဲဆိုတာကိုတော့အခုကိုမစဉ်းစားတတ်ဘူးပေါ့နော်။ကျွန်တော်အဲ့တုန်းကတော်တော်လေးကို my ear ဆန်ခဲ့လို့ပြောလို့ရတယ်။ဒီနေရာမှာပြောချင်တာက electrical device တွေအများစုကို online ပေါ်ကဝယ်ဖို့လုံးဝစိတ်မကူးပါနဲ့။ဘာလို့လဲဆိုလို့ရှိရင်ဒီ device တွေရဲ့ error တွေကကျွန်တော်တို့မမြင်နိုင်ဘူး။ဆိုလိုချင်တာကကျွန်တော်တို့အင်ဂျီတွေ8တီပြီးသွားဘောင်းမီတွေဖက်နက်တွေအစရှိတဲ့ယာရီဆိုလို့ရှိရင်တော့ဆိုတော့ကျွန်တော်တို့လက်ထဲကိုရောက်ရောက်ချင်းမှာစစ်လို့ရတာရှိတယ်။အစောက error တွေကြတော့ electrical device device တွေရဲ့ error တွေရောကျွန်တော်တို့မသိနိုင်ဘူးဗျာအရေးချီသုံးမှသိမဲ့အရာမျိုးတွေရှိတယ်အဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ online mall က electrical device တွေဝယ်တာတော့ကျွန်တော်အာမပေးဘူးကျွန်တော်ဒီ user တွေစီကနေပြီးတော့တစင်ထွက်တဲ့ပစ္စည်းဆိုရင်တော့မသိဘူးအဲ့လို mobile နဲ့ page တွေက main ကင်ပြီးတော့အဲလက်လီလက်ကရောင်းနေတဲ့ပုံစံမျိုးဆိုလို့ရှိရင်တော့ကျွန်တော်မဝယ်စေချင်ပါဘူးပေါ့နော်နောက်တစ်ခုက bluetooth airpod တော့ကလည်းအဲကျွန်တော်ဝယ်ခဲ့တယ်ဆိုပြောလို့ကောင်းတဲ့ service တွေရှိခဲ့ပေါ့နော်အဲ bluetooth နဲ့ကြာလေဝယ်ပြီးသွားတဲ့အခါကျတော့သူတို့တွေ reply ကောင်းကောင်းမပြန်တော့တာရှိတယ်ကို့ ဖတ်ကောင်းကောင်းမလုပ်တော့ရှိတယ်ပေါ့နော်ဟုတ်ပါတယ်ခမောက်ထင်သားတယ်လို့ပဲတလားလောက်ပဲတော့ရတယ်ဘလူးလူနေချက်ကတစ်ဖက်မကြားတော့တဲ့အခါမျိုးတွေဖြစ်သွားတယ်အဲ့ဒီခါမှာကျွန်တော်ပြောတယ်ပေါ့နော်အဲအကိုကြီးဒီလိုဒီလိုတော့ရှိတယ်ဘလူးလူနေချက်ကကျွန်တော်သုံးရင်းမှတ်တက်ကအခုလိုဖြစ်သွားတယ်အဲဒါက user error ပါဆိုတော့ကျွန်တော်ဘာဆက်လို့ရမလဲဘာမှလုပ်လို့မရတော့ တေချာတကူကကျွန်တော်အဲ့ဒီနှစ်ချက်ကိုသုံးခဲ့စဉ်တုန်းကအဲကျွန်တော်အစင်ပြောင်းသုံးတယ်ရိုးရိုးသေးသေးသုံးတယ်ပြီးသွားတော့အိတ်ဆက်တဲ့အခါမှာဆိုလို့ရှိရင်တော့ချွတ်ပြီးအိတ်တယ်ဗျာသူ့ကိုမဖိအောင်ထားတယ်ပြီးတော့လွတ်မကြအောင်ထားတယ်ပေါ့နော်အဲကျွန်တော်အရင်တုန်းကပြောခဲ့လို့ပဲ Bluetooth error မဖိအောင်ဘလို့ကောက်ခွဲရမလဲဆိုတော့ဒီအကြောင်းအရာနဲ့ဆက်လင်းပြီးကျွန်တော်လုတ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ Bluetooth နှစ်ချက်ကအစိုးရပြောလို့အဆင်မပြေဖြစ်ပြီးပြတ်သွားတယ်ပေါ့နော်သူကစကားလေးတစ်ခုမှပြောလိုက်တယ်ဒါက user damage ပေါ်တဲ့အတွက်သူတို့ဘက်ကအာမခံချက်လုံးဝမရှိတော့တဲ့အနေအထားဖြစ်သွားတယ် ျွန်တော်ဆိုလိုချင်တာကိုဒီအချိန်ကြီးသဘောပေါက်မယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုလို့ရှိရင် online ပေါ်က online shop တော်တော်များများကပစ္စည်းမရောက်ခင်မှာခြုံတာတဲ့ကောင်းတဲ့ဆက်ဆံရေးရှိတယ်။အပစ္စည်းရောက်ပြီးတော့သူတို့လက်ထက်ကိုပတ်ဆက်ရသွားတဲ့အခါမှာဆိုလို့ရှိရင်အဲဆက်ဆံရေးတွေမကောင်းတော့တာပြီးသွားလို့ရှိရင်ကိုယ်အဖမ်းမလို့ချင်တော့တာတွေဖြစ်ပါတယ်။ဒီလိုဒုက္ခတွေကိုခံနိုင်ရဆိုလို့ရှိရင်တော့ဝယ်ခြင်းဝယ်ပါပေါ့နော်။ ဒါဆိုရင်ကျွန်တော်ပြောချင်တာတွေကိုကောင်းကောင်းနားလည်မယ်လို့ထင်ပါတယ်နောက်တစ်ခုကြံနေတယ်ဒီကတော့ main point ပေါ့နော်ကျွန်တော်အခုလောလောဆယ်ဒီနိုင်ငံမှာ Trump ဖြစ်နေတာကက်ကက်ပေါ့ကက်ကက်ကောက်ကိုခုနောက်ပိုင်းမှာကျွန်တော် line selling နဲ့ဝယ်သုံးရတာရှိတယ်ကျွန်တော်ဝယ်သုံးခဲ့တယ်ပေါ့နော်အဲပုံမှန်တခြား page တွေမှာအကောက်ရအကောက်ကဒီကက်ကက်ကောက်ကတစ်လကိုအဲ18000လောက်ဖြစ်နေတဲ့အချိန်မှာအဲ့ဒီ page က ကက်ကက်အကောက်ကတလောက်တထောင်ပဲပဲရှိတယ်ပေါ့နော်ဈေးနှုန်းလေးကလည်းချိုတယ်ပြီးသွားတော့အစိုးရကျွန်တော်ပြောလို့ပဲ light တွေ comment နေရလဲများတယ် positive attitude နဲ့မန်းထားတာဖြစ်တဲ့အတွက်အဲကျွန်တော်သွားပြီးဝယ်ခဲ့တယ်ပေါ့နော်တန်တဲ့အတွက်ကျွန်တော်တယောက်တည်းဝယ်တာမဟုတ်ဘူးကျွန်တော်ရဲ့တငယ်ချင်းတွေကိုပါကျွန်တော်ပြောခဲ့တဲ့အခါမှာကျွန်တော်တငယ်ချင်းတွေလည်း light ဝယ်တယ်ကျွန်တော်တငယ်ချင်းကနေလည်းစင်သူနဲ့တက်ဆိုင်နေတခြားတယောက်ကိုပြောတယ်ပေါ့နော်အမှတ်မှတ်ရရအဲ့ဒီအကောက်ဝယ်ခဲ့စဉ်တော့က 5ယောက်ပေါ့နော်5ယောက်အောင်သွားဝယ်တယ်5ယောက်ဆိုတော့တကောက်ကို1000ခွဲနဲ့စုစုပေါင်းအဲ5ကောက်ကိုကျွန်တော်တို့ဝယ်ခဲ့ပေါ့နော်အဲ့ဒီ5ကောက်ကကျွန်တော်တို့တွေ5ရက်တောင်မခံမင်းနဲ့အဲ3ရက်လောက်ပဲသုံးရနေတယ်အဲကျွန်တော်တို့အကောက်တွေကပြန်ဝင်လို့မရတော့တာတွေအစောပြောလို့ဒီ line နဲ့ကောက်တွေမှာဖြစ်လစ်ဖြစ်တာရှိတယ် maximum attempt ဆိုတဲ့ပုံစံမျိုးတွေပေါ်လာပြီးတော့ကျွန်တော်တို့တွေသုံးလို့မရတော့တဲ့အခါကြီးအဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒီအခါမှာထုံးစံတိုင်းမှာကျွန်တော်တို့အဆင်မပြေတော့တဲ့အတွက်အဲသူတို့ရဲ့ page ကို complaint တက်ဖို့သွားတဲ့အခါမှာအကောက်ကြီးကအစောပြောလို့ dia debate လုပ်သွားခဲ့တယ် ပေါ့နော်အဲ့ဒီအခါကျမှကျွန်တော်တော်တော်လေးကိုနောင်တရခဲ့တာပါကျွန်တော်ရှေ့မှာ smart watch နဲ့ bluetooth နဲ့ချက်တွေကျွန်တော်ဝယ်ခဲ့စဉ်တုန်းကအရန်ကြီးပေါ့နော်ကျွန်တော်နောင်တမြတ်ကဘာလို့လဲဆိုလို့ရှင်အော်ဒါကငါရဲ့အဲငါပေါ့ဆမှုတစ်ခုခုကြောင့်လည်းဖြစ်သွားနိုင်တယ်ဆိုတော့အတွေ့တစ်ခုနဲ့ကျွန်တော်ထားခဲ့တယ်ဒါပေမဲ့ကက်ကက်ကတော့ကျွန်တော် video editing လုပ်နေတာလားဖြစ်တဲ့အတွက်မဖြစ်မနေလို့ကျွန်တော်ဝယ်ခဲ့တာပေါ့နော်အဲပြီးသွားတော့ဒီအောက်မှာမှတ်ထားတဲ့ comment လေးတွေကလည်းဆွာပြောလို့အဆင်ပြေတယ်ဆိုတော့ကျွန်တော်ဝယ်ခဲ့တယ် အဲ့ခါမှာကျွန်တော်ခံခဲ့ရပါတော့တော်တော်လေးခံခဲ့ရပါတယ်အဲအဲ့နောက်ပိုင်းကျွန်တော် line မှာမှာ account တွေဝယ်လာတယ်ပြီးသွားလို့ရှိရင် online မှာကဘာ product ကိုမှကျွန်တော်စိတ်ဝင်စားတော့ပါဘူးကဲပြီးကျွန်တော်ဝယ်ခြင်းလဲဆိုလို့ရှိရင်အပြစ်မှာဝယ်တယ် error တက်ခဲ့ဆိုလို့ရှိရင်လည်း fade to pay အဲကျွန်တော်တို့ diet ဖြည့်ရှင်းတယ်ပေါ့နော်ဒီဟာကအကောင်းဆုံးပါ ဒါဆိုလို့ရှိရင်ကျွန်တော်ပြောချင်တာကကောင်းကောင်းသဘောပေါက်နားလည်မယ်လို့ထင်တယ်။အကုံလုံးကိုနေအောင်ချုပ်ပြီးပြောလိုက်မယ်ဆိုလို့ရှိရင် online မှာက product တစ်ခုဝယ်တဲ့အခါမှာအဲ့ဒီ page ရဲ့ performance ကိုဆက်ရမယ်။ဆိုတော့ပြောလို့အဲ follower တွေ like တွေကဝယ်ထားတဲ့ဟာလေးရှေ့နောက်ညီနေလားပေါ့နော်။စားရှိတဲ့ຢာကြီးရမယ်။အဲနောက်တစ်ခုကကျွန်တော်တို့ဒီအဲ့ဒီ page အောက်မှာ man ထားတဲ့ post အောက်မှာ man ထားတဲ့ comment တွေကိုကြည့်မယ်။အဲ့ဒီ comment မှာ man ထားတဲ့လူတွေဟောအရန်ကောင်းလာမယ်ဘာဖြစ်တယ်ဆိုတဲ့လူတွေအကောက်ကိုဝင်ကြည့်လိုက်ပါ။ဆိုတော့ပြောလို့အဲ့ဒီအကောက်ဖွင့်ထားတဲ့ date ကိုကျွန်တော်တို့ကြည့်လို့ရတယ်။အောက်ဆုံးကိုဆွဲကြည့်ပေါ့နော်။အဲ့လို လို့ကြည့်လို့ရတယ်ပြီးတော့ဒီအကောက်ကအဲရေရှည်သုံးထားတဲ့အကောက်လားအခုမှဖွင့်ထားတဲ့အကောက်လားဆိုတော့သူ့ရဲ့ post တွေ share တာတွေတင်တာတွေကြည့်ပြီးတော့အနည်းဆုံးခန့်မှန်းလို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့အခုတလားနှစ်လားသုံးလားလောက်မှဖွင့်ထားတဲ့အကောက်ဆိုလို့ရှင်တော့မိတ်ဆွေအဖေရှင်းနေတာပဲပေါ့နော်အဲဒီလိုစစ်လို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ရဲ့တငယ်ချင်းတွေဒီ page ထဲမှာရှိမရှိကိုကြည့်ပါပြီးတော့မင်းတို့ပစ္စည်းမာဘူးလားအဆင်ပြေလားဆိုတဲ့ relation လေးတွေရှိဖို့လိုပါတယ် ဒီအရာတွေကဒီတိုင်းစစ်တဲ့နဲ့အရာပါဒါကြောင့်မလို့ဒီအချက်လေးတွေကိုလိုက်နာပြီးတော့ကျွန်တော်လောလိုက်မယ်ဆိုလို့ရှိရင်เนาะအဲကျွန်တော် online မော်ကအလိန်ညာလေးနဲ့လုံးဝကင်ဝင်သွားမှာအမှန်ပါပဲကဲဒါဆိုလို့ရှိရင်เนาะဒီဗီဒီယိုလေးကိုကောင်းကောင်းနားလည်မယ်လို့ထင်ပါတယ်နောက်လာမယ့် video မှာပြန်တွေ့ကြပါဗျာ online မော်ကအလိန်ညာလေးအားလုံးနဲ့ကင်ဝင်ကြပါစေကျွန်တော်ကတော့ modern techno ပါ